မင်္ဂလာပါရှင်အင်ပြန်လန်းချန်နယ်ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေဒီတစ်ကောင်မှနားဆင်ရမှာကတော့ဟေမန်မိုးရေးသားထားတဲ့အကျဉ်းနာနိုင်ငံရေးအတွင်းမြင့်ဆောင်ပါဖြစ်ပါတယ်ဒီဆောင်ပါကတော့ယခုနှစ်2025ဖေဖော်ဝါရီလ10ရက်နေ့ကဒဝဲဝက်စ်မီဒီယာမှာဖော်ပြထားတာဖြစ်ပါတယ်ရှင်နားဆင်ကြည့်ကြရအောင် 2025နှစ်သစ်သည်နိုင်ငံရေးအရှုပ်ထွေးများနှင့်ချင်းဤခရက်ရိုက်ခတ်မှုများဖြင့်စတင်လိုက်သည်ကမ္ဘာကြီးကိုကြည့်လိုက်သောအခါအမေရိကန်သမ္မတ၏အမိန့်အသစ်များလှုပ်ဆောင်မှုအသစ်များကြောင့်နိုင်ငံကြီးများပါဝင်ကမ္ဘာနေရာနှင့်အနည်းနှင့်အများဆိုသလိုစိုးရိမ်သောကများဖြင့်ညံစီနေသည်စစ်ပွဲများနှင့်ပဋိပက္ခများဖြင့်ပြင်းထန်နေပြီဖြစ်သောမြန်မာပြည်သူများတို့ကစိုးပွဲရာမရှိတော့ပေဤကဲ့သို့သောအခြေအနေကြီးတွင် ကမ္ဘာနိုင်ငံတည်တည်တွင်လဲငါနိုင်ငံငါဒေသငါအကျိုးစီးပွားဆိုသောခေါင်းစဉ်အမျိုးမျိုးဖြင့်လူနှင့်လှိုင်းများအဖန်းစီနှိတ်ကုမှုများဖျားပေးချင်းချောက်မှုများရန်လိုမှုများဖြင့်ပြည်လာနေကြောင်းသတင်းများတွင်စိတ်မချမ်းမေ့ဝဲမြင်တွေ့ကြရသည်ကမ္ဘာကြီးတွင်အစ်တနာမြတ်တာတရားပါလျာလာကြပြီလားဟု၍တွေးမိသည်တစ္ဆတ်သေးတွင်ပင်အစ်တနာနိုင်ငံရေးခေါင်းဆောင်ဟုအမိတက်ခံခဲ့ရသူတအူးကိုတတိယမိသည် သူဒီကအလုသမားပါတီခေါင်းဆောင်ဖြစ်ကဝင်ကြီးချုပ်အဖြစ်နှစ်ကြိမ်ဆက်တိုက်တာဝန်ယူခဲ့ရသူ သူ့နိုင်ငံတွင်အသက်အငယ်ဆုံးအမျိုးသမီးဝင်ကြီးချုပ်လည်းဖြစ်သည်ဝင်ကြီးချုပ်အဖြစ်တာဝန်ယူခဲ့စဉ်ကာလကသူဒီအိမ်အောင်ရှင်ဟုဆိုနိုင်တော်လဲထိုအချိန်ကသူနှင့်သူ့ချစ်သူမှာတရားဝင်လက်မထက်ရသည် ဝင်ကြီးချုပ်တာဝန်မှ အနားယူတော့မှပင်လက်ထပ်ပွဲကျင်းပနိုင်ခဲ့သည်ဝင်ကြီးချုပ်အဖြစ်တာဝန်ယူပြီးမကြာမီမှပင်ကိုဝင်ဆောင်၍သမီးကလေးတယောက်မျက်နှာမြင်ခဲ့သည် ိဘခွင့်ရယူခဲ့ရသောဝင်းကျုပ်တဦးပဲ။ဤသည်ကနယူးဇီလန်ကဲ့သို့သော လူဖွဲ့စည်းတွင်ထူးဆန်းနေမှာဟုသူမ၏ပထမအကြိမ်စတင်တာဝန်ယူသည့်ကာလတွင် လူသေဆုံးမှုများသော အကြမ်းဖက်တိုက်ခတ်မှုတစ်ခုဖြစ်ပွားခဲ့သည်။ပလီချောင်းမှဝိပြုပြီးထွက်လာသူများကိုတနသမားတဦးကပြစ်ခတ်ခဲ့ခြင်းပင်တို့ပြရက်ကို သူမ၏ကင်တွယ်ပုံမှာမြင်သာသည်ပြမထားခံခဲ့ရသူများပတ်မှရက်တီဖေးမှပြီးခဲ့သည် တစ်ဖက်တွင်မူမြင်းပြရက်ကိုအခြေပြု၍လူဖွဲ့စည်းကြအကြောင်းကြီးအဟကြီးလာမည်ကိုသူတတိထားမိခဲ့သည်ဒီကွဲပေါ်ရဲ့ထုတ်ဖြစ်ရအပြီးတွင်လက်နက်ထိန်ချုပ်သည့်ဥပဒေကိုရပိုင်းအတွဲမှာပင်လွတ်တော်တွင်အတည်ပြုနိုင်အောင်ကြိုးပမ်းခဲ့ပြီးလက်နက်ကန်ဆောင်မှုကိုကန့်သက်ထိန်ချုပ်ခဲ့သည်။နားလည်သူများကမူထုတ်ဖြစ်ရ၏နောက်ွယ်တွင်လူဖြူကြီးစိုး၏ဝါဒနှင့်အတူအစ္စလမ်ဘာသာဝင်များကိုကြောက်ရွံ့မုန်းတီးခြင်းနှင့်ရွှေပြောင်းအခြေချသူများကို မလွတ်လားမှု အစရှိတဲ့အရာများပါဝင်နေသည်ဟုဆိုသည်တကယ်တော့ဗြိတိကျဒနာတဟာယအတွင်ပါဝင်တဲ့နယူးဇီလန်ကျွန်းမှာမူလဒေသခံတွေဖြစ်တဲ့မွာရီကျွန်းသားများပစိဖိတ်ကျွန်းမှာလာရောက်အခြေချသူများအရေတပါးမှအခြေချသူများနဲ့ဥရောပသားလူဖြူများစွာရှိသည်ထို့မတူသောအုပ်စုများကြားတွင်လူမျိုးရေးခွဲခြားမှုများမှာနတ်ဆိုင်စွာအမြင့်တွင်နေခဲ့ပြီးဖြစ်သည်ထိုကိစ္စမှာဂိုင်တော်ရခလာသလိုလက်ဝင်လာသောပြဿနာတစ်ခုပင်ဖြစ်သည် တူတာဝင်ယူစဉ်ကာလအတွင်းမူလဌာနေဒေသခံများဖြစ်သောမွာရီတို့၏စကားကိုအစိုးရအတွင်းလွှတ်တော်တွင်မှအစနိုင်ငံအဝန်တွင်တွင်ကြအောင်လှုံ့ဆော်ခဲ့သည်လူမျိုးရေးခွဲခြားမှုများတိုက်ဖျက်ရေးအားထည့်ခဲ့သည်1980ခုနှစ်များအတွင်းဖက်စည်းပိတ်ကျုံများမှနယူးဇီလန်သို့လာရောက်အလုပ်လုပ်ကိုင်ခြေချသူများအပေါ်ပြစ်မှတ်ထားသော လူဝင်မှုကြီးကြပ်ရေးဥပဒေများဖြင့်ထိုစဉ်ကနယူးဇီလန်အစိုးရများကပြည်နှင်တန်ပေးခြင်းအပါအဝင်မတရားပြုမှုခဲ့သည့်များကိုသူဝန်ခံ၍တရားဝင်တောင်းပန်ခဲ့သည်။သူ၏အစိုးရတပ်တန်းတွင်သူပြောခဲ့သည့်မိန့်ခွန်းများတွင်အစ်နာမြတ်တာတရားကိုချင်းဆောင်မှုများကိုထည့်ပြောတတ်သည်။သူပြောသည့်အစ်နာတရားမှာပါဇက်နိုင်တာလမ်းဆုံး၍လူကြားကောင်းအောင်ပြောယုံတာမဟုတ်။သူ၏လောက်ရများဖြစ်သောအစိုးရဆိုင်ရာမူဝါဒ ဥရေများနဲ့လောက်ဆောင်ချက်များတွင်ထိန်ဟပ်နေကြောင်းသူ့အစိုးရကိုစောင့်ကြည့်သူတည်တနာပြုခဲ့ကြသူများကဆိုသည်သူသည်ဇနာတရားကိုနိုင်ငံရေးစံတန်ဘူတရက်ဖြင့်ငြင်းငြင်းဆွဲကင်ခဲ့ကြောင်းထောက်ပြကြသည်သူ့လက်ထက်တွင်ရေးဆွဲခဲ့သောရသုံးမှန်းချေအစိုးရဘတ်ဂျက်သည်လူမှုအတွက်ကိုစိတ်နှလုံးချမ်းသာအောင်ဥတည်ခဲ့သည်သူသည်စီးပွားရေးခွင့်ပြုမှုတစ်ခုတည်းကိုသာအာယုံဆိုင်အလေးပေးသောဝါဒဖြစ်တဲ့ ီကိုနမဇန်ကိုပယ်သူဖြစ်ကအစုံရောက်ရန်လိုသောအမျိုးသားရေးဝါဒကိုကြောက်ခိုင်းသူလည်းဖြစ်သည်သူသည်ရေပက်လေဝိုင်းနေသောကျွန်းနိုင်ငံလေးကိုကဘာချင်းနှင့်ချိတ်ဆက်ကလူသားအလုံး၏ပေါင်းစုအင်အားဖြင့်တာယာချမ်းမြေသောအတိုင်ဝန်းကိုထူထောင်လိုသူဖြစ်သည်အလယ်မြန်စီးပွားရေးတိုးတက်လာသည့်နှင့်အမျှစင်ငယ်ချမ်းသာကွာဟောက်မှုများမတရားမှုများပုံများလာသည်ကိုသူထောက်ပြခဲ့သည်လက်ရှိစီးပွားရေးစနစ်ကြီးများအတွင်မမျှတစွာပယ်ကျင်ခံထားရသူများ ထိခိုက်ခံစားရသည်များတဘာဝပတ်ဝန်းကျင်ထိခိုက်ရမှုများစနစ်သားကောင်ဖြစ်ရသော လူငယ်များ၏ခံစားချက် အလုံးနှင့်ဘဝတဟဇာတမဖြစ်နိုင်မှုများကိုကင်တွယ်ရန်သူအာရုံစိုက်ခဲ့သည်နိုင်ငံ၏ကာဗွန်ထုတ်လွှတ်မှုကိုထိန်းချုပ်ရန်မူဝါဒနှင့်အစီအမံများချခဲ့သည်ဆဲလိတ်လောဝကင်းစင်သောအရက်ဖြစ်စီရန်လဲ2009ခုနှစ်ဇန်နဝါရီနောက်ပိုင်းမွေးဖွားသူများကိုဆဲလိတ်ဇေယျကြီးတို့ရောင်းချခွင့်ကိုတားမြစ်ပိတ်ပင်ခဲ့သည်။သွေးဝင်ကြီးချုပ်ရာတို့ပထမတက်တန်ကောင်ကန်ဤတွင် ဗစ်ကပ်ကြီးနဲ့ကြုံရပြန်သည်ကဘာတဝန်းမကြုံစဘူးသောဖြစ်ရမို့နိုင်ငံအများတွင်တောက်ပြန်ပုံမတူကြပေသူကတော့ရရဲတင်းတင်းပင် တနိုင်ငံလုံးကိုအိမ်တွင်အောင်းရန်အသွားလာထိန်ချုပ်လိုက်သည်ရတန်သွားရသည့်စီးပွားရေးလုပ်ငန်းများဝင်ငွေနှဲသူများအတွက်အစိုးရကကြားကန်ထောက်ပံ့သည့်အစီအစဉ်တွေဇက်တိုက်စုသလိုလှုပ်ဆောင်သည်။ကကြီတွင်နေတိုင်းနေပါပုံမှန်သတင်းစာရှင်းလင်းပွဲလုပ်သလို ူသုံးသော Facebook ကလည်းလိုက်လွင်၍မကြာခဏလူလူနဲ့ထိတွေ့ခဲ့သည်ကိုဗစ်ကာလတွင်သူ့ထံမှအချင်းချင်းကျင်နာကြပါဟုသောစကားကိုအငဲလိုလိုကြားကြရသည်ကိုဗစ်ကာကွယ်ဆေးကိုလည်းသူ့နိုင်ငံရဲ့စံနှုန်းနဲ့ကိုက်ညီအောင်စမ်းသပ်လေ့လာပြီးကမှထိုးနိုင်ရန်စနစ်တကျလှုပ်ဆောင်ခဲ့သည်။သူ၏ဥဆောင်မှုအောက်တွင်ကိုဗစ်ကကြီးတွင်နယူးဇီလန်သည်တခြားနိုင်ငံများနှင့်ရှင်လျင်လူအသေးပြောင်းနေပါကယောဂါထိန်းချုပ်မှုကိုစနစ်တကျလုပ်နိုင်ခဲ့သည်။ သူ၏ဆိုရတတန်းတွင် အကျဉ်းတရားကိုခေါင်းဆောင်မှု လူအတိုင်းဝိုင်းမူဝါဒနှင့်ဆုံးဖြတ်ချက်ချမှတ်ခြင်းများတွင်လက်တွေ့ကျကျပါဝင်လာခဲ့သည်ဟုသူ၏ခေါင်းဆောင်မှုကိုသူတေသနာပြုလေ့လာခဲ့သောသူတို့ကဆိုသည်အိန္ဒိယဖြင့်အမျိုးသမီးဝန်ကြီးချုပ်ဂျက်ဖ်စန်တာအာဒန်သည်သူ၏ဆိုရတတန်းတွင်နိုင်ငံ၏ရိုက်ခတ်မှုများဖြစ်သောနိုင်ငံရေးကိုတနည်းတစ်ပုံပြောင်းလဲစေခဲ့သည်ဟုဆိုသည် အကျဉ်းတရားကို နိုင်ငံရေး၏ပင်မတန်ဖိုးထားမှုအဖြစ်သူ၏လုံဆောင်ချက်များမှာလဲ ြေတနာများကိုဖြည့်ရှင်းကင်တွေရာတွင်ကောင်းမွန်စွာခြုံငုံမိစေသောချင်းကမှုတစ်ခုဟုထောက်ပြခဲ့သည်ချက်စန်တာက2023ခုနှစ်ကတည်းကပင်ဝင်ကြီးချုပ်ရာတို့မှနှုတ်ထွက်အနားယူသွားပြီဖြစ်သည်ကဘာကြီးတွင်စီးပွားရေးအကျိုးမြတ်ကိုသာအာရုံစိုက်ကာအမျိုးသားအကျိုးစီးပွားဟုခေါင်းစဉ်တက်၍အမျက်ထုတ်လို့တော်သူများနေရအာနာရလာကြသောအခါကဘာကြီးဘလို့ဖြစ်ပါမည်နည်းဟုမဝော့မယဲတွေးမိသည် ကဘာကြီးစီးပွားရေးကိုဗစ်နောက်ပိုင်းအချိန်ပြန်ရလာသည်ဟုဆိုကြ၏သူစီးပွားရေးစနစ်အတွင်းစိရဲချမ်းသာကွာဟချက်များလာခြင်းလူအများ၏ကိုယ်စိတ်နှလုံးကြမ်းမာမှုယိုယွင်းလာခြင်းများယောဂကပေးများ စနစ်ပဋိပက္ခများပုတ္တူပေးများတဘာဝပဝင်းခြင်းပျက်စီးမှုများဂေဟယိုယွင်းမှုများနဲ့တက်ရှိအချို့မျိုးတုံးပြောက်ွယ်လာမှုများက တိုး၍လာနေသည် ကံမကောင်းစွာပဲနိုင်ငံများကြားစီးပွားပြိုင်အားပြိုင်မှုများကလည်းယခုအခါတိုး၍လာနေသည်ဒီကဲ့သို့သောခေတ်ကာလကြီးတွင်မိမိနိုင်ငံကိုမြေကဲ့သို့သောခေါင်းဆောင်မှုမျိုးဖြင့်ဥဆောင်မည်သူကိုအတိတရှိကြပါမည်နိမမထန်ထန်နဲ့သူတစ်ပါးကကြောက်ရွံ့တင်ဝတ်အောင်ဘောဂဗလာဖြင့်ဖိမိသူမျိုးကိုလားစစ်အင်အားဖြင့်ချင်းကြောက်မိသူလားပြပြလဲလဲနဲ့ရှင်လဲလျှောက်တာပြားလဲဆွဲတာဖြည့်ရှင်းနိုင်မိသူလား ပရိပကများနေအောင်အရှိန်ငိမ့်ချမ်းအောင်ဆိုလျင်တော့ဖြင့်အကျဉ်းနာနိုင်ငံရေးခေါင်းဆောင်များများကဘာကလိုနေသည်ဖြစ်ပေမည်